ဧပြီ10ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြည့်ရတွေကတော့ကိုတိုင်ထုတ်ပယ်ခဲ့တဲ့အရာရှိဟောင်းကို Transformer ခေါ်တဲ့ဖြစ်စဉ်အင်အားကြီးနိုင်ငံတစ်ခုအဖြစ်ဂျာမနီပြန်လာမယ်လို့ရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ပြောတဲ့အကြောင်းပထမဆုံးအမျိုးသမီးကုလအကြီးအကဲတင်မြောက်နိုင်ဖို့လက်တင်နဲ့ Caribbean နိုင်ငံတွေလိုလားတဲ့သတင်းဒါတွေကိုပြောပြသွားမှာပါ American သမ္မတ Trump ကသူကိုယ်တိုင်ထုတ်ပယ်ထားခဲ့တဲ့အကြံပေးအရာရှိဟောင်းကိုဖုန်းမှခေါ်ခဲ့မိတဲ့အပြင်ချိန်မှောင်ပြောဆိုခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့လတုန်းကထရမ့်ဟာသူ့ရဲ့ပထမအကြိမ်သမ္မတတက်တန်းတုန်းကအမျိုးသားလုံခြုံရေးအကြံပေးအရာရှိတာဝန်ယူခဲ့ဖို့သူ Harvard Raymond McMaster ကိုမှာယွင်းပြီးဖုန်းခေါ်ခဲ့မိတာဖြစ်ပါတယ်။မတ်လ3ရက်နေ့တုန်းကထရမ့်အမှန်တကယ်ဖုန်းခေါ်ခဲ့တာကတောင်ပိုင်းကာရိုလိုင်းနားပြည်နယ်အုပ်ချုပ်ရေးမှူး Henry McMaster စီကိုဖြစ်တယ်လို့ CBS သတင်းဌာနကဖော်ပြပါတယ်။ဖုန်းဆက်ပြီးတဲ့နောက် Trump က Henry လို့ခေါ်ခဲ့ပေမဲ့တစ်ဖက်ပုဂ္ဂိုလ်က သူဟာ2018တုန်းကထရမ့်ကိုရိုင်းယာတုကထုတ်ပယ်ခဲ့တဲ့အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်းဖြစ်တဲ့အကြောင်းပြန်ပြောခဲ့ပါတယ်။ဒီအခြေအနေကိုထရမ့်ကဒေါသထွက်သွားဟန်ရှိပြီးရင်းရင်တည်တည်တုံ့နှောက်ခဲ့သလိုဘာလို့ဖုန်းခေါ်ဆိုမှုကအဲ့ဒီကိုရောက်သွားသလဲဆိုပြီးချိန်မောင်းသွားခဲ့တယ်လို့သိရတာပါ။သူ့ကိုပြောညံ့ပြီးတုံ့ဆမရတဲ့အရှုံးသမားတဦးလို့လူမှုကွန်ရက်မီဒီယာ X မှာထရမ့်ကဝေဖန်ခဲ့မှုပါတယ်။ Macmaster ကလည်းအင်ဖြူတော်မှာထရမ့်နဲ့ယူကရိန်းသမ္မတဇယ်လမ်စကီတို့စကားများခဲ့ကြတဲ့အကြောင်းက ရုရှားသမ္မတပူတင်ပျော့ရွှင်အောင်ထရမ့်လောက်လှုပ်ပေးနိုင်တဲ့သူမရှိတော့ဘူးလို့လှောင်ပြောင်ခဲ့ဘူးပါတယ်။ပြီးတော့2024ခုနှစ်တုန်းကမက်မတ်စတာဟာသူ့ရဲ့ကိုရီးအထုပ်ပတိစောက်ထဲမှာပူတင်ကမျောက်လုံးတွေတုံးပြီးထရမ့်ရဲ့အတားနဲ့စိတ်မလုံခြုံမှုတွေကိုဘလို့ပဲပုံအမျက်ထုတ်ခဲ့တယ်လဲဆိုတာတွေကိုထည့်ရေးခဲ့ဘူးပါတယ်။ထရမ့်ရဲ့သမ္မတသက်တမ်းပထမအကြိမ်တုန်းကသူကိုယ်တိုင်ခန့်အပ်ပြီးသိမ့်မကြခင်မှာပဲဆက်ဆံရေးတူတူခါခါပျက်စီးခဲ့တဲ့အရာရှိကြီးတော်တော်များများရှိခဲ့တာဖြစ်ပါရဲ့ရှင်။ ဂျာမနီရဲ့အင်အားကြီးမှပြီးဥရောပကိုဥဆောင်နိုင်မဲ့နေရက်တွေပြန်ရောက်လာတော့မယ်လို့ရွေးကောက်ပွဲအနိုင်ရပါတီကောင်းဆောင်ကပြောပါတယ်။ Friedrich Merz ဟာနောက်လာကစပြီးနိုင်ငံရဲ့အဓိပတိအဖြစ်ဥဆောင်သွားမှာပါ။ဂျာမနီညွန့်ပေါင်းအစိုးရဟာနိုင်ငံကိုခန်းနာတဲ့ဥဆောင်ရည်တည်မှုမျိုးစီပြန်လည်ဆောင်ကျင်းသွားတော့မယ်လို့ April 9ရက်နေ့မှာသူကပြောကြားခဲ့ပါတယ်။ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးဆွေးနွေးမှုတွေမှာနိုင်ငံရဲ့စီးပွားရေးနဲ့ကာကွယ်ရေးကဏ္ဍတွေကိုမြှင့်တင်မဲ့ စိတ်ကူးအစီအမံတွေကိုလည်းသူကတင်ပြခဲ့ပါတယ်။မတ်စ်ဟာဥရောပကိုပြစ်ပယ်လာတဲ့ထရမ့်ရဲ့မူဝါဒတွေကိုပွန့်ပွန့်လင်းလင်းဝေဖန်ထားသူတဦးပါ။ထရမ့်စီသတင်းစကားတစ်ခုခုပေးကျင်သလားလို့သတင်းတောက်တွေမေးတဲ့အခါမတ်စ်ကဂျာမနီဟာနိုင်ငံရဲ့ကာကွယ်ရေးရည်မှန်းချက်တွေကိုပြည်မီအောင်တိဆောက်ယူရင်းစီးပွားရေးအရလဲနိုင်ငံတကာမှာရှင်ပြိုင်ဝင်ဆက်နိုင်တဲ့အနေအထားအထိပြန်တက်လှမ်းသွားမယ်လို့အင်္ဂလိပ်လိုဖြေကြားခဲ့ပါတယ်။ဖေဗရူရီရွေးကောက်ပွဲမှာမတ်စ်ဦးဆောင်တဲ့ခရစ်ယာန်ဒီမိုကရက်တစ်နဲ့ Conservative နိုင်ငံရေးမဟာမိတ်အင်အားစု CDU CSU ကအနိုင်ရခဲ့ပါတယ်။အဲ့ဒီနောက်လက်ရှိဂျာမနီအဓိပတိ Olaf Scholz ရဲ့ SPD ပါတီနဲ့ညွန်ပေါင်းအစိုးရဖွဲ့စည်းရေးကိစ္စသဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။ဒီတော့ CDU CSU နဲ့ SPD နိုင်ငံရေးအင်အားစု၃ခုပူးပေါင်းပြီးညွန်ပေါင်းအစိုးရကိုမောင်းနှင်သွားမှာပါ။ညွန်ပေါင်းအစိုးရဖွဲ့ဝင်ပါတီတွေဟာရုရှား Ukraine စစ်ပွဲမှာ Ukraine ကိုဆက်လက်အားပေးကူညီနေဖို့လည်းသဘောတူထားကြပါရဲ့ရှင်။ ကုလသမဂ္ဂအကြီးအကဲရာထူးမှာပထမဆုံးအကြိမ်အမျိုးသမီးတအူးကိုတင်မြှောက်ဖို့လက်တင်အမေရိကနဲ့ကာရေဘီယံဒေသတွေနိုင်ငံအများစုကမူအားဖြင့်သဘောတူညီထားကြောင်းသိရပါတယ်။ April 9ရက်နေ့ကလက်တင်နဲ့ကာရေဘီယံဒေသတွင်33နိုင်ငံရဲ့ခေါင်းဆောင်တွေဟာ Honduras နိုင်ငံမှာထိပ်သီးအစည်းအဝေးတစ်ခုတက်ရောက်ခဲ့ပါတယ်။အဲ့ဒီနောက်နိုင်ငံ30ကလာမယ့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာအတွက်အမျိုးသမီးတအူးကိုတညီတညွတ်တဲ့ထောက်ခံအဆိုပြုကြဖို့ကနအူးသဘောတူခဲ့ကြပါတယ်။ လက်ရှိကုလသမဂ္ဂတွင်ရမှုချုပ်ဖြစ်တာဝန်ယူထားတဲ့ပေါ်တူဂီနိုင်ငံသားအန်တိုနီယိုဂူတာရက်စ်ရဲ့၅နှစ်သက်တမ်းနှစ်ကြိမ်ဟာ2026ခုနှစ်မှာပြီးဆုံးမှာဖြစ်ပါတယ်။တရားဝင်သတ်မှတ်ထားတာမဟုတ်ပေမဲ့ကြဲကြဲပြန့်ပြန့်လက်ခံထားတဲ့အစဉ်အလာတွေအရကုလအကြီးအကဲရာထူးကိုကမ္ဘာတိုက်ကြီးတွေနဲ့ဇုံဒေသအလိုက်အလှဲကျတင်းမြောက်လေရှိပါတယ်။လာမယ့်တစ်ကြိမ်ကိုလက်တင်နဲ့ကာရေဘီယံဒေသတွေနိုင်ငံတွေကဆုံးဖြတ်ခွင့်ရမယ်သဘောပါ။ဂူတာရက်စ်ကလည်း ူ့ရဲ့နေရာကိုဆက်ခံမဲ့ပုံကိုဟာအမျိုးသမီးတဦးဖြစ်စေခြင်းတယ်လို့အရေးအမွေပြောဆိုထားမှုပါတယ်။အဲ့ဒီကိစ္စသာအထမြောက်လာရင်သမိုင်းဝင်ရွေးချယ်မှုတစ်ခုလို့သတ်မှတ်နိုင်ပါပါ။ဆွေးနွေးမှုတွေကအစောပိုင်းအဆင့်မှာပဲရှိသေးပေမဲ့တကယ်သာအမျိုးသမီးကုလအကြီးအကဲတဦးထွက်ပေါ်လာမယ်ဆိုရင်အ धिक ရွေးချယ်စရာ၄ဦးကိုလေလာသူတွေကမိမောင်းထုတ်ပြထားပါတယ်။သူတို့ကတော့ဘာဘီဒိုးစ်နိုင်ငံဝန်ကြီးချုပ်မီယာမော်တလီချီလီသမ္မတဟောင်းမစ်ရှယ်ဘက်ချလက် ကော့စတာရီကာဒုသမ္မတဟောင်း Rebecca Grinspan နဲ့ကိုလံဘီယာသမ္မတဟောင်း Humanuel Santos တို့ဖြစ်ကြပါရရှင် People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်